ရန်ကုန်မြို့ကြောက်တရားမြို့နယ်အတွင်းမှာဂျိုးပြူပိုက်ကလာတဲ့ရေတွေညဉ့်ညမ်းနေတာကြောင့်တောက်သုံးရေအတွက်အခက်အခဲဖြစ်နေရတဲ့အကြောင်းကိုတော့ဒေါ်ရမင်းဦးကအခုလိုသတင်းပေးပို့ထားပါတယ်ရှင်။ရန်ကုန်မြို့နယ်လူအများစုဟာတောက်သုံးရေအတွက်ဂျိုးပြူပိုက်လိုင်းကလာတဲ့ရေကိုပဲအဓိကထားသုံးဆွဲနေရတာဖြစ်ပြီးကြောက်တရားမြို့နယ်နဲ့အချို့မြို့နယ်တွေမှာအခုလိုမျိုးရေမသတ်မှုဖြစ်နေတာဟာ၁၄ရက်ကျော်နေပြီဖြစ်ပါတယ်။ ဒီလိုပိုက်လိုင်းကလာတဲ့ရေတွေဟာညဉ့်ညမ်းနာတွေကြောင့်တောက်သုံးရမဖြစ်တဲ့အတွက်လက်ရှိချိန်မှာရေတံမှုတွေကိုဝယ်သုံးနေရပေမဲ့ရေရှည်အတွက်အဆင်မပြေပါဘူး။ဘယ်လိုဖြစ်လဲဆိုရေကအဲဒီသုံးဘက်တလားလောက်မှာသူကဘယ်လိုဖြစ်လဲဆိုတော့ရေလာတယ်ရေမလာရေလာတယ်ရေလာပြီးတော့ရေကအနေနဲ့ပါတယ်။ဖြစ်ရင်ဒီဒီအဲဒီရေကိုညတိတ်လိုက်လို့ရှိရင်မနဲ့ကြရင်ရေရဲ့အစီတွေဝေ့အပေါ်မှာအစီဝေ့လာတယ်ရှင်ရ။နောက်အနံ့နံ့ ချို့တော်ကြီးဆုံးဖြတ်တယ်။ရန်ကုန်မြို့တော်စီမံသားရေးကော်မတီအနေနဲ့ကတော့ရေညင်ညဲရတဲ့အကြောင်းရင်းကိုစုံစမ်းနေဆဲဖြစ်တယ်လို့ပြောပါရတယ်။တိုက်ခန်းများစုနဲ့လမ်းဘေးစားတောက်ဆိုင်မှာဈေးတွေတွေရတဲ့ဂျိုးပြူပိုက်ကလာတဲ့ရေတွေကိုပဲတုံးဆွဲနေကြတာဖြစ်တဲ့အတွက်ကျမရေးအတွက်လည်းစိုးရင်စရာတွေဖြစ်လာနိုင်တယ်လို့စိတ်ကန်းသာလမ်းမှာနေထိုင်သူတူကလည်းဆိုပါရတယ်။ရေရှည်စွန်းတော့အရင်အနေများတယ်ပေါ့။နောက်ပိုင်းဟိုကြောက်ကတ်တွေပဲထိသွားနေနေပေါ့။ဘာလို့ဒီရေတန်ကြီးအထက်မှာဘာတတ်ပါမှဥရုလည်းမသိဘူးလေ ဟိုစီပင်ကတော့ဥလိုဒီကနေပြီးတော့အဲ့ဒီရေအဲ့လိုဖြစ်တယ်ဆိုတော့သူတို့ sample တော့ယူတယ်သူတို့တက်ခွဲကန်းကိုပို့ထားတယ်လို့ပြောတယ်အထက်မှာဘာတက်တီပါလဲဥလိုတော့မသိဘူးပေါ့ဒါပဲနဲ့သေးကြတာတခုကတော့အနတ်တော်တော်လေးဆိုးတယ်နောက်ပြီးတော့အယောင်နဲ့အဲ့လိုပေါ့အဝါယောင်လေးပါလာတယ် နောက်ပြီးတော့ဟိုဘလူးခေါမလဲဟိုလက်တီပါလေအဲ့ရေနဲ့လက်ဆေးပြီးလို့ရှင်တောင်းလေးထားလိုက်လို့ရှင်လက်တီမှာကစီ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 အတန်ရှင်းတဲ့ရေတွေကြောင့်ရေပြားယောဂါတွေပြင်ဝမ်းပြက်ဝမ်းလျှော့ယောဂါတွေလည်းဖြစ်ပွားနိုင်ပါတယ်ကျွန်မရမင်းဦးပါရှင်